妈妈来请到老子，谁变老？妈妈来老老， ဘယ်လိုမှအရန်ပင်ပန်းတဲ့လူတွေပေါ့နော်ဟိုအဲ့လိုမျိုးဟိုတွေးရတော့ပုံဝမ်းတာတယ်ဟုတ်ပထမဖိုးတစ်ခေါက်ကဘဲဥအချင်းဟင်းကိုသူတို့ share စားဒီနေ့ကတော့ပြောင်းကျွေးမယ်ပေါ့နော်ချက်ပဲပြောင်းကျွေးမယ်ဆိုတော့ပိုသေးချာကျွေးနော်ထမင်းနေရဖိုးတစ်ခေါက်ကမလောက်လို့ဆိုပြီးတော့ဒီကထမင်းနေကိုပို့ပြီးချက်ခိုင်းတာထမင်းလည်းလောက်သွားတော့ပျော်သွားပထမနဲ့ဒုတိယနှစ်ခုပေါင်းဆိုတော့ဘိုးတို့ခေါလို့ရှိမယ်သိန်း35သိန်းလောက်ရှိမယ်ဘာလို့တော့တစ်ခါလူဝင်သိန်း20ဘိုးလောက်ဖြစ်နေရဟောရောရတာကြီးလဲပါလို့ 啊，那这个干活去的哩。我啊，焦焦肥呀。ဒါတော့ကျွန်တော်ပို့ထူတာပါနော်။ကျွန်တော်ကျောင်းပြန်ပါလာ။ဒါတာနေ။ညတာမလို့နေလေ။ဒီလိုမဲ့အရင်ပြန်မန်းတဲ့လူတွေပေါ့နော်။ဟိုအဲ့လိုမျိုးချွေးရတော့ပူဝမ်းတာတယ်။တကယ်ချင်းတွေကပါ ဆွဲပြီးတော့ဟဲ့လှူအောင်အဲဒီအလှူကကြတော့ဘိုးဘိုးတငယ်ချင်းမှလှူတာအဲလှူပါအောင်ဆိုပြီးတော့ဘွားနိဗ္ဗာန်ဆိုတော့မလှုပ်လိုက်သေးတယ်အာဒီခါလေးသူကလှူမယ်ဆိုတော့ဘိုးဘိုးတို့အကုန်ပေါင်းလှူတာပေါ့နော်အာပြီးတော့လောအပ်ပေးတွေကလည်းအရင်ကျစ်သူကျင်ဖို့ကောင်းတယ်နောက်တစ်ခုကကြတော့မသိဘူးတမဲ့ လိုတဲ့လူတွေအတွက်အရန်ဟောဗျငငယ်တော့ဘုလို့လဲဟိုအရန်ကြီးမရှိဘူးလေအခက်ခဲကြီးမရှိဘူးဆိုပေမဲ့ဘုလို့ကလည်းကလေးဘွားမှာမစားနိုင်ဟိုမစားနိုင်ကြအောင်မစားနိုင်တော့အဖွားကတော့ချစ်လို့ကြွေးပါတယ်ဒါပေမဲ့ဟိုဥမာရေခဲမုတ်တော့ကောက်ကောက်မစားနိုင်ခဲ့ရတဲ့ဘွားပါတကယ်လည်းပြောမယ်ဆိုရေခဲမုတ်ဆိုတာတစ်ခါတစ်ခါ၃ခါလောက်ပဲစားရပါဘာအဲ့လိုမျိုးကိုယ်လည်းအစားတော့ကခက်ခဲခဲ့တော့လေကိုလိုမျိုးဒီလိုကြွေးရတဲ့ကြောင့်ကိုကပျော့တာဒီကပျော့တော့ကိုပျော့လို့လှုပ်ကြွေးနေတာအမှန်တော့တိတ်ပြီးတော့အားနေရမဟုတ်ဘူး ဟုတ်ပထမဗိုလ်တစ်ခေါက်ကဘဲဥအချင်းဟင်းကိုတို့တို့ရှယ်စားဒီနေ့ကတော့ပြောင်းကျွေးမယ်ပေါ့နော်ကြက်ပဲပြောင်းကျွေးမယ်ဆိုတော့ပိုသေးချာကျွေးတော့ထမင်းနေရဟိုတစ်ခေါက်ကမလောက်လို့ဆိုပြီးတော့ဒီကထမင်းနေပို့ပြီးချက်ခိုင်းတာထမင်းလည်းလောက်သွားတော့ပျော်သွားဟိုစီးစနစ်လေးတော့ပြသွားပို့ပြီးတော့ဘာလို့ကြက်ဥတွေကိုပထမတစ်ခေါက်ကကလေးတွေကကြက်ဥတွေစားပြီးတော့ထမင်းနေလွတ်ပြစ်ခဲ့တော့ထမင်းနေကပို့နေအော်လိုသွားတာပေါ့အခုကျတော့ကလေးတွေတော့ကြက်ဥ150တက်တက်ပြုတ်ခဲ့တယ်အဲ့ဒါလည်းပါသေးတယ်အဲ့ဒါလည်းပါသေးတယ်တသိန်းပို့အများကြီးပဲလှူသွားတော့တကယ်တော့ကျွန်တော်ကိုတို့အားလုံးပေါင်းဟော ခွက်တွေကပထမတစ်ခါခွက်ကလေးတွေပြက်ပြောက်သွားယူသွားကြ။ဒါပေမဲ့အဲ့ဒါဘို့အဖြစ်မပြောဘူးဘာဖြစ်လဲဆိုတော့ဟိုသူတို့ကဟိုသူတို့မှလည်းမရှိလို့ယူသွားတာပေါ့နော်ယူပါသေးဘို့အဲ့အများနဲ့ကြိုပြီးတော့စပြီးတော့လှူမယ်ဆိုကြတဲ့ကပြောပြီးသားတကယ်လို့ခွက်ကလေးတွေယူသွားရဲဆိုရင်လည်းငါယော်ပေးပါမယ်လို့အဲ့ဒါနှစ်သိန်းဘို့ခုတစ်ခါယော်လိုက်ရ။ဒါပေမဲ့အဲ့ဒါကတော့ဟိုလှူတဲ့သဘောပါပဲဘို့ရှိဒါပေမဲ့ဒီတစ်ခါတကယ်လို့များယူသွားခဲ့ရင်ဆိုတော့စကြီးခွက်တွေကသူတို့ပထမခွက်လေးတွေကနည်းနည်းကောင်းတော့ဈေးကြီးတယ်အဲ့ဒီတစ်ခါကျတော့တန်ဈေးကနေတောင်းဝယ်ထားရတဲ့ခွက်တွေအဲ့ငါးသိန်းကျော်ဘို့ခွက်ပါပါသေးရဲ့ တယောက်ကြာပြီ။အော်ပရိုရဲ့အလှမတော့နည်းနည်းဟိုဘတ်စုံစဉ်းစားရတော့ဗောနော်။ပုံစံလေးပို့ထွက်လာတာဗောဒီ။ပို့ပို့ထွက်လာတော့ကိုမိသားစုဟိုတုံးတုံးစိတ်လေးပို့ထွက်လာတာဗော။အဲ့လိုကြတော့။ဆိုတော့ဒီနေ့သားရဲ့ချက်ပဲဗောဟုတ်ကြလားတော်တော်ကြပါတယ်လိုက်တဲ့ခါကျတော့ကိုလိုဟိုဒါကဘယ်လိုမျိုးအဆင်ပြေလဲတနက်တာတက်တာပါဗောအဲ့ဒါတော့အင်ဇယ်တွေရပါပထမနဲ့ဒုတိယနှစ်ခုပေါင်းဆိုဘိုးတို့ခေါ်လို့ရှိမယ်သိန်း35သိန်းလောက်ရှိမယ်ဘာလို့တော့တခါလူဝင်သိန်း20ဘိုးလောက်ဖြစ်နေရဟောရောရတာကြီးလဲပါလား ဒါပေမဲ့လည်းအဲ့လိုနော်ဟိုပီတင်ထဲမှာပီတိကတော့အရင်ပြောရတဲ့အောင်ဖြစ်နေတာပေါ့။အဲ့ဒါကပိုယောရတယ်ဆိုလို့စိတ်စိတ်စိတ်မညစ်ပါနဲ့နော်။ဒီဘက်မှာဖော့နဲ့ဒီ project လေးနဲ့လှူလို့ရတယ်ဈေးမကြည့်ဘူး။ကျမကသဘောပတ်ဝန်းကျင်ကိုအရင်ထိမ့်သိမ့်တာအဲ့ဒါကြောင့်အဲ့ project လေးနဲ့ဆိုရင်ဟိုမှာကန်းသားမှာလို့ဟိုရေတွေတဲကိုရောက်သွားမှာဆိုလို့ဆိုပြီးကောင်းပါပြီးတော့စတိကွက်နဲ့ကြွေးတာနောက်ပြပိုစဉ်းစားထားပြီးသားစတိကွက်လေးတွေယူသွားခဲ့ရင်လဲပိုကလှူမယ်ပါဖြစ်လို့လဲဆိုတော့သူတို့အိမ်မှာလဲခွက်ကလေးတွေလိုးလို့ဖြစ်မှာဗောလို့ဆိုရပိုလှူပါတယ်ဘာလို့အိမ်မှာအရင်တော့ဟိုခွက်ကလေးဆိုရှားတယ်လေအဲသူတို့ကလဲ ဲဟိုမဝင်နိုင်လို့ယူရတာပြဿနာမရှိဘူးယူရမသိဆိုပြီးတော့ပေါ်တမေတသက်လှူဖို့လှုပ်ထားဆိုတော့တကယ်လို့တခြားလူတွေလှူကျင်နေဆိုရင်ဖော့နေလဲလှူလို့ရပါတယ်လို့ဒီနေ့ပို့လှုပ်တဲ့ဟာပို့ပို့တယောက်တည်းလှူတာမဟုတ်ဘူးပို့ပို့ရဲ့ ရိသတ်တွေပပုကိုပွဲခေါ်ပေးတယ်ပွဲစီစဉ်သူတွေကနေပြီးတော့လှူတဲ့အလှူပါလို့ဟိုပြောကြမှာရဲ့နောက်ပပုတငယ်ချင်းလည်းဟိုဝိုင်းလှူပေးတဲ့တငယ်ချင်းကိုလည်းကျေးဇူးတင်ပါတယ်တငယ်ချင်းတွေလောအားလာပေးကြတငယ်ချင်းတွေကလည်းအများကြီးပဲအားလုံးအားလုံးမမသူတို့ရောဂျေးစီတို့ရောမမကူချီတို့ရောတငယ်ချင်းတွေတငယ်ချင်းတွေအားလုံးကျေးဇူးတင်ပါတယ်ပရိသတ်တွေကလည်းကျမချမ်းသာပါသေးအာဒီဒီစိတ်ကမ်းမှာလှူခြင်းတယ်ဆိုလဲလာလာလှူကြဖို့ပိုတိုက်တွန်းချင်ပါတယ်ဟုတ်ကျမပါလေချမ်းသာပါစေ